မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အလူတိုင်းရဲ့အတွင်းမှာရှိနေနိုင်တဲ့ဟာလေတီထွင်းဖန်တီလို့စိတ်အကြောင်းနည်းနည်းနက်နက်နဲနဲဆွေးနွေးကြည့်ချင်ပါတယ်ဟုတ်ကဲ့အဲ့ဒါကိုဒီခါလေး big magic လို့ခေါ်ကြတယ်နော်ဟုတ်တယ်အဲ့ဒီစိတ်ကူးလုံဆောင်မှုတွေအစမ်းကျယ်ပုံပေါ့ကျွန်တော်တို့မှာ Elizabeth Gilbert ရဲ့ big magic စာအုပ်ထေကကောင်းလုံးချက်တချို့ရှိရယ်อืมအဲ့ဒီအချက်တွေကိုရှင်းခံပြီးတော့ကြောက်ရွံ့မှုကိုဘယ်လိုဘေးဖယ်ထားမလဲဟုတ်တယ် ီးတော့တီထွင်ဖန်တီးမှုနဲ့ဘလို့ရှင်တန်းနေထိုင်မလဲဆိုတော့ကိုအတူတူစူးစမ်းကြည့်ကြတာပေါ့ကောင်းပါတယ်ပထမဆုံးပါအကြောင်းဆက်ပြောမလဲပထမဆုံးကတော့တက်တီအကြောင်းပေါ့ courage အဲ့ဒီမှာကဗျာဇာကြီး Jack Gilbert အကြောင်းကတော်တော်စိတ်ဝင်စားဖို့တောင်းတယ်อืมသူ့ရဲ့နာမည်ကြီးတော့တိတ်ခူးမဆိုင်ဘူးเนาะဟုတ်တယ်နာမည်ဂုံတရင်းကိုကြောခိုင်းပြီးတော့ပိုကျေပြန်းနဲ့ပိုအတိပဲ့ရှိတဲ့ဘဝအထွေချုံတွေကိုရွေးခဲတာသူပြောခဲ့တာလေးရှိတယ်မလားတက်တီမရှိရင်အဲ့ဒါပဲတက်တီမရှိရင်ဘဝတွေကတင်းငယ်ချမ်းရဲ့လိမ့်မယ်တဲ့ ဒါကတီထွင်ဖန်တီးမှုမှတည်းမဟုတ်ဘူးနော်ဟုတ်တယ်ဘဝနေထိုင်မှုပုံစံတစ်ခုလုံးတဲ့ကိုဆိုင်နေတာနော်တယောက်ကဆူဇန်ဆိုတဲ့အလဲလဲရွယ်စကိတ်တမမျိုးတမီသူကိစ္စလေးလေးကစိတ်ဝင်စားဖို့ကောင်းတယ်อืมသူကဆူရည်တဲ့မဟုတ်ပဲနဲ့ဟုတ်ကိုပိုင်းပျော်ရွှင်မှုလွတ်မြောက်မှုအထက်စကိတ်ချီတာဆိုတော့ဒါကဘာကိုပြလဲဆိုရင်ဖန်တီးမှုဆိုတာရလက်ထကူးစင်ကို ို့အလေးထားတင်တယ်ဆိုတာမျိုးပေါ့နော်အဲ့ဒီလိုတဘောတက်ရောက်တယ်အဲ့ဒီတတိနဲ့စန်းကျင်ဘက်ကတော့ကြောက်ရွံ့မှုပေါ့ fear ပေါ့ဟုတ်ကဲ့ကြောက်ရွံ့မှုဆိုတာကတော့လူတဘောပါပဲလေရှေးလေးကြတယ်အကြောင်းတက်ချက်လည်းသိမခိုင်လုံတတ်ဘူးတခါတလေအတူအဆန်းလည်းမဟုတ်ဘူးဟုတ်တယ်ဒါပေမဲ့တီထွင်ဖန်တီးမှုကတော့အမြင်အသက်ထနိုင်ကြီးရှိနေတာအဲ့ဒါပဲဟိုစိတ်ဝင်စားစရာအချက်တစ်ခုကကိုယ့်ရဲ့ကန့်တက်ချက်တွေကိုပဲအမြင်ခုခံကာကွယ်ပြောနေရင်လေး อืมအဆုံးတတ်မှာအဲ့ဒီကန့်တက်ချက်တွေကပဲကိုအဆက်မှန်ဖြစ်လာတတ်တယ်တဲ့မှန်တယ်ရှင်တန်ဖိုးတော်တော်ကြောက်စိတ်ကအတုံးဝင်ချင်းဝင်လိမ့်မယ်ဒါပေမဲ့ဖန်တီဖိုးတော်တော်မလိုအပ်ဘူးဒါမဲ့ तू ကတော့ပေါ်လာအောင်မှာပဲနော်ဟုတ်တယ် तू ကတော့ပေါ်လာမှာပဲဂေဘကဥမာပေးတာလေကြောက်ရွံ့မှုကိုကိုယ့်ရဲ့တီထွန်ဖန်တီမှုခီးစင်နဲ့လိုက်ခွန်းပြုတ်လိုက်ပါတဲ့อืมဒါပေမဲ့ဒါပေမဲ့ကာမွန်ခွန်းတို့လမ်းညွန်ခွန်းတို့ဟိုလမ်းနဲ့ကိုင်းခွန်းတို့တော့မပေးပါနဲ့တဲ့ ကုံတိုက်လုံုံကြီးလို့ပေါ့လိုက်ခဲဒါမဲ့ဘာမှဝင်ပြုံးနဲ့အဲ့လိုသဘောမျိုးအေးပါတဲ့ဆုံးဖြတ်ချက်တွေမချစင်နဲ့ပေါ့ဟုတ်ကဲ့ဒီနေရာမှာကျော်ပါရဲ့ဟိုဟာမြစ်လက်ဆန်တော့တွေးခေါ်မှုဆိုတဲ့ဘိုင်းကလည်းတော်တော်ကောင်းနေ enchantment ပေါ့နော်ဟုတ်သူကတီထွန်ဖန်တီးမှုကိုနည်းနည်းတဘာဝလွန်စွာတစ်ခုလိုမြင်နေอืมစိတ်ကူးစိတ်တန်းတွေကိုအသက်ရှိတဲ့အရာတွေလိုမျိုးကိုပိုင်အသိစိတ်နဲ့ဟုတ်တယ်ကိုဘလို့ဆောင်မဲ့လူသားကိုရှာဖွေနေတယ်ဆိုတာမျိုးအဲ့ဒီလိုတွေးလိုက်တော့ကိုယ့်ကိုယ်မှာဖိအားနေသွားစေတယ်နော် ငါဟာပါမီရှင်ချက်ရမယ်ဆိုတဲ့ဖီးယားမျိုးဟုတ်တယ်ဟုတ်တယ်အတ္တကိုရှော့ချပေးတယ်ဖန်တီးမှုကိုပူပြီးလွယ်လွယ်ကူကူချင်းကန်နိုင်စေတယ်အန်ဖတ်ချက်နဲ့ amazing ဝတ္ထုရှိကူကူးသွားတဲ့ဇလံကအဲ့ဒါကိုတတ်တယ်ပြနေတယ်လို့ပဲအဲ့ဒါလေအတိုးချုပ်ပြောပြပါလားဟို Gilbert C မှာ amazing နဲ့ပတ်သက်တဲ့ဝတ္ထု idea တခုရှိခဲ့တယ်ဒါပေမဲ့တခြားကိစ္စတွေကြောင့်သူအာရုံမစိုက်နိုင်ဘဲလက်လွတ်လိုက်ရတယ်အင်းအဲ့ဒီစိတ်ကူးကသူ့သူငယ်ချင်းစာရေးဆရာမ Ampatchesi ကိုရောက်သွားပြီး ဖတ်ချက်ကအဲ့ဒီကြောင်းရနယ်ပဲဝတ္ထုရေးဖြစ်သွားတယ်အောင်လဲအောင်မြင်သွားတယ်ဆိုတော့စိတ်ကူးကသူ့ဘာသာသူတွားချင်တဲ့စီတွားတာပေါ့အဲ့လိုတဘောမျိုးစိတ်ကူးတဲ့မှာကိုပိုင်ဆွားအားရှိတယ်ဆိုတဲ့အယူအဆကိုပုံဖော်တာပေါ့ဟိုကပြားဆီယာမှာ root stone ဆိုရင်လဲအော်ကပြားတွေကယထားလို့ပြေးလာလို့လိုက်ဖမ်းရတယ်ဆိုတာလားဟုတ်တယ်လေကွင်းဖြစ်ပြီးအရှိန်နဲ့ပြေးလာလို့သူကမြေကြီးပေါ်ပြေးလိုက်ဖမ်းရတယ်ဆိုတာမျိုးစိတ်ဝင်စားစရာပဲတိတ်ပံမှာလည်းအဲ့လိုမျိုးရှိတယ်မလားရှိတယ် multiple discovery လို့ခေါ်တယ်။တစ်ချိန်တည်းမှာကမ္ဘာနဲ့အနန္တကယူတွေကသူညီတဲ့ရှာဖွေတွေးရှိမှုမျိုးကိုတပြိုင်တည်းလုပ်ကြတာ။ Janus Bolyai နဲ့ non-euclidean geometry လို့မျိုးပေါ့။အဲ့လိုမျိုးတွေပေါ့။ဒါရီအားလုံးကစိတ်ကူးတွေမှာကိုပိုင်အသက်ရှိတယ်။မန်ကန်နဲ့လက်တွေ့ဖို့ကိုရှားနေတယ်ဆိုတော့ဂျူဘတ်ရဲ့အဆိုကိုထောက်ခံနေတယ်လို့ပဲအရေးကြီးတာကစိတ်ကူးရဲ့သခင်ဒါမှမဟုတ်ခြေကျွန်ဖြစ်ဖို့မဟုတ်ပဲလက်တွေ့ဖို့ဖြစ်ဖို့ partner ဖြစ်ဖို့ပဲဒါကို shegri တွေက eudaimonia လို့ခေါ်ရဲ့အခြေအနေနဲ့ဆက်ဆက်ချိနိုင်တယ် eudaimonia ဟုတ်ကောင်းသောနဲ့လမ်းညွန်မှုရရှိခြင်းပေါ့ဒါမှမဟုတ်အဝခိစကားနဲ့ဆို flow state ပေါ့ကိုထက်ကြီးရဲ့စွမ်းအားတစ်ခုရဲ့လမ်းညွန်မှုနဲ့အလုတ်လုတ်တဲ့အခါရောက်တော့တဲ့စီးမြုံမှုအခြေအနေမျိုးဟင်းအဲ့ဒါဆိုရင်လေတီထွင်းဖန်တီမှုလုတ်ဖို့အတွက်တကယ်တမ်းဘသူစီကခွင့်ပြုချက်လိုအပ်တယ်လေ permission ပေါ့ ဂျ ిల్ ဘတ်ကတော့ဘသူစီကမှမလို့ဘူးလို့ဆိုတယ်ကိုမမွေးရပါချိပီတာလားဟုတ်တယ်တီထွင်ဖန်တီနိုင်ဇွမ်းကလူတိုင်းမှမွေးရပါအခွင့်ကြီးပဲတဲ့သူမိဘတွေရဲ့ကိုလန်းကိုယုံကြည်မှုရှိရှိ ဖောက်လုတ်သွားတဲ့ပုံစံကသူ့အသက်ဥပမာကောင်းရှိခဲ့တယ်လို့ဆိုတယ်ကြပြစီဒေးဗစ်ဝိုက်ကဒါဝလူခေါ်တယ်လေတီထွင်ဖန်တီမှုဆိုင်ရာခံစားခွင့်လားဟုတ်တယ်ဒါမဟုတ်ပိုင်ဆိုင်မှုဆိုင်ရာမာနာ entitlement လို့လဲသုံးတယ် ဒါပေမဲ့ဒီနေရာမှာမာနထောင်လွှားတာဆိုလို့တာမဟုတ်ဘူးနော်။ဟွန်းဘလို့မလဲ။ကိုဟာဒီကဘာမှာတည်ရှိခွင့်ရှိတယ်။ကိုအတန်ကိုဖော်ထုတ်ခွင့်ရှိတယ်။ကိုအမြင်ကိုတင်ပြခွင့်ရှိတယ်ဆိုတဲ့အတွင်းစိတ်ယုံကြည်မှုမျိုးကိုဆိုလိုတာပါ။ကိုနေရာကိုယူပိုင်ခွင့်ရှိတယ်ဆိုတဲ့ခံစားချက်ပေါ့။အဲ့ဒီလိုမျိုးအဲ့ဒီယုံကြည်မှုနဲ့အတူနောက်ထပ်လိုအပ်တာကဇွဲလုံလား persistence ပေါ့။အထူးသဖြင့်စိတ်ပြည့်စရာကြီးကျွန်လာတဲ့အခါပေါ့နော်။အတိအကျပဲဂျေဘတ်ပြောတယ်လို့ပဲ။ စိတ်ပြတ်အားငယ်မှုကလုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးတာမဟုတ်ဘူးအဲ့လားလုပ်ငန်းစဉ်ရဲ့တစိတ်တပိုင်းပဲတဲ့ဒါကတော်တော်အရေးကြီးတဲ့အမြင်ပဲ Mark Manson ရဲ့ Shit Sandwich The Body on Air လည်းနည်းနည်းစင်သလားဟုတ်စင်တယ်ဆိုလိုတာကကိုတကယ်ချစ်မြတ်နိုးတဲ့အလုပ်တစ်ခုအတွက်ဘလို့မိနစ်မြို့စရာအခက်အခဲတွေနီးငွေစရာအပိုင်းတွေကိုကိုကကြည်ကြည်ဖြူဖြူတီးခံလှုပ်ဆောင်နိုင်မလဲဆိုတာပဲ။ ဘလို့အနက်ဆိုးတဲ့အသားညက်ပုံမုံကိုကိုကစားဖို့စံတာချီတယ်လဲဆိုတာမျိုးပေါ့အဲ့ဒါပဲဂျယ်ဘတ်ကိုတိုင်းလဲသူ့ရဲ့စားရေးချင်းဆိုတဲ့ဝါသနာ vocation ကိုငွေရေးကြေးရီဖီအားဒီကနေကာကွယ်ဖို့တခြားလုပ်တွေလုပ်ခဲ့တယ်လေစားဝေးထိုးလို့အချိန်ပိုင်းလုပ်တဲ့ career တွေလုပ်ခဲ့တာဟုတ်ဒါကကိုယ့်ရဲ့စီအားထက်သန်မှုကိုကာကွယ်ဖို့လက်တွေ့ကြတဲ့နီလန်တစ်ခုပဲ career နဲ့ vocation ကို ခွဲထားလိုက်တာပေါ့ဟုတ်ပြီနောက်တစ်ခုက T20 တို့တွေနဲ့ပတ်သက်ပြီးလူတွေရဲ့ပုံစံခွက်အမြင်တွေပေါ့တခုကညင်ပန်းနှိပ်ဆက်ခံအမှုတညာရှင် Tormented Artist မာတီယာပုံစံမျိုးအမှုပညာအတွက်အရာရောက်ကိုရန်လင်းနဲ့စွာခံယူပြီးဒုက္ခတွေကိုချိတ်မိတ်ထန်ဆားတဲ့ပုံစံ Gilbert ကအဲ့ဒါကိုတိတ်အာမပေးဘူးနော်သူကဒုတိယပုံစံကိုပိုသဘောကျတယ်ကောက်ကျစ်ဆင်းလဲသူ Trickster ပုံစံ Mm Trickster ကပိုပြီးပိုပေါ်ပါပါရှိတယ်ကစားပွဲတစ်ခုလိုသဘောထားတယ်ဟုတ်တယ် ရလက်တီပေါ်မှာတိတ်တွယ်ကမနေဘူးလုပ်ငန်းစဉ်ကိုပဲပြောမွေတယ်ဒါကပိုပြီးရေရှည်ခံတဲ့ချင့်ကမှုဖဲနိုင်တယ်လို့သူကမြင်တယ်သူ့ရဲ့ Pilgrims ဝတ္ထုတော်ကို Esquire Magazine ကဖျက်တောက်တီးဖျက်ထိုင်တဲ့ကိစ္စကဥပမာပဲอืมသူကလက်ခံလိုက်တယ်ဘာလို့လဲဆိုတော့အလုပ်ရဲ့ရက်လက်ကအမြဲတမ်းမြင့်မြတ်နေမှာမဟုတ်ပေမဲ့ဖန်တီးနေတဲ့လုပ်ငန်းစဉ်ကတော့မြင့်မြတ်နိုင်လို့ဆိုပြီးတော့ဟုတ်တယ်အဲ့ဒီခံယူချက်ကဖိအားတွေကိုတော်တော်ရှော့ချပေးတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကလည်းဟုတ်ကဲ့ တကယ်လို့ကိုမပြင်းပြတဲ့စိတ်အားသက်သက်မှု passion ချီးရှာမတွေ့သေးဘူးဆိုရင်လည်းစိတ်တကြဖို့မလိုပါဘူး။ဟွန်းဘာလို့အားကိုရမလဲ။စူးစမ်းတဲ့စိတ် curiosity ကပိုပြီးနူးညံ့ပြီးတော့လက်လမ်းမီလွယ်တဲ့လက်ညွန့်ဖြစ်နိုင်ပါလေ။ passion လို့အင်အားပြင်းကြီးမဟုတ်ဘဲနဲ့ပေါ့။ဟုတ်ကဲ့ကိုကိုကိုရိုးရိုးလေးမေးကြည့်ပေါ့။အခုလောလောဆယ်ကဘာလို့စိတ်ဝင်စားနေလဲဆိုပြီးတော့သေးသေးလေးဖြစ်နေတော့လား။ဟုတ်ကဲ့။တင်ငယ်တဲ့စိတ်ဝင်စားမှုလေးတွေနောက်ကိုလိုက်ကြည့်ပါ။ ဂျိုးဘော့ကဥယင်ဆိုင်ပြောနာကိုစဉ်ဝင်စားရကနေဟိုဟုတ်တာစကူးရာစုယုခဘေရာဆိုင်ရာတမိုင်းဝတ်ထုကြီးတဲ့ဘုဖြစ်လာခဲ့တာအဲ့လိုပဲတဲလွန်စားလေးတွေကိုလိုက်ကြည့်ဖို့အရေးကြီးတယ်နောက်တစ်ခုကပြမြောချင်းကကောင်းမွန်ခြင်းထပ်ပိုးပြီးအရေးကြီးတဲ့ done is better than good perfectionism ကိုတတိထားဖို့ပြောတာလားဟုတ်တယ်ဆုံးမှုဝါဒဆိုတာကြောင်ရွံ့မှုရဲ့နောက်ပုံစံတစ်မျိုးပဲ ကိုလို့ကိုလုံးဝမပြည့်ပြည့်စုံဘူးလို့ခန်းစားရရင်တောင်လောကထဲကိုထုတ်လွှတ်ဖို့လက်ချနိုင်ဖို့ကအရေးကြီးရဲ့ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အဓိကအချက်တွေကိုအနစ်ချုပ်ရရင်တော့ကြောက်ရွံ့မှုထက်တတ်တီကိုရွေးချယ်ဖို့အင်းစိတ်ကူးစိတ်တန်းတွေကိုလက်တွဲ follow သဘောထားဖို့ဒီကြောင့်ဖန်တီဖို့ခွင့်ပြုချက်ကကိုယ့်အကျွတ်မှာပဲရှိတယ်ဆိုတာယုံကြည်ဖို့စိတ်ပြည့်စရာတွေကြုံလာတဲ့အခါဆွဲမလျှော်ပဲရှစ်ဆက်ဖို့ fashion မတွေ့တဲ့ curiosity ကို language အဖြစ်သုံးတော့နောက်ဆုံးအနေနဲ့ fundimu လုံရန်စင်ကိုယုံကြည်လိုက်ဖို့ပါပဲ။ကောင်းပါတယ်။နောက်ဆုံးအနေနဲ့နားထောင်တို့တဲ့အတွက်စဉ်းစားစရာလေးတခုလောက်။အင်းဟို give up ပြောပြခဲ့တဲ့ပါဠိအက္ခရာလမ်းလေးကိုပြန်စဉ်းစားကြည့်စေချင်တယ်။အဲ့ဒီမှာအက္ခကိုလေး အလေးနဲ့ချားရမယ်ပါသားရေးထုံးတမ်းတစ်ခုလို့ရောပျော်ရွှင်စရာကစားပွဲတစ်ခုလို့ပါသဘောထားကြရတဲ့ဟုတ်တယ်နှမျိုးလုံးပဲဆိုတော့မိကုံးလေးတစ်ခုခြံထားခဲ့ချင်တာကကိုအလေးအနက်ထားလုံးဆောင်နေတဲ့အလုံးတည်းရဲ့ကစားခြင်းတက်တက်လို့သတ်မှတ်ထားတဲ့အရာတွေရဲ့အဲ့ဒီချားကနင်းနေမေးပြေကိုတမင်တကမုံဝါအောင်လုတ်ကြည့်လိုက်ရင်ကောဟွန်းအဲ့ဒီလိုလုတ်လိုက်ရင်ကိုယ့်ရဲ့တီထွင်ဖန်တီနိုင်စွမ်းကိုမမျိုးလန့်တဲ့နီလန်းတည်တည်တဲ့ဘီလိုများလက်ရပြလာနိုင်မလဲဆိုတာ စဉ်းစားเสียပါပဲဟုတ်ကဲ့စဉ်းစားကြည့်ကြဖို့ပါ